ီဗီဒီယိုကတော့ငွေချေးနဲ့ပတ်သက်တဲ့ပြဿနာပါအထူးသဖြင့်ကျွန်တော်တို့လိုမျိုးဖွံ့ဖြိုးဆန်းနိုင်ငံတွေဆန်ရှင်ချထားခံရရဆိုလို့ရှိရင်ကျွန်တော်တို့သုံးနေတဲ့ local bank တွေကနေပြီးတော့ international transfer လုပ်လို့မရပါဘူး international transfer လွယ်လွယ်ကူကူလုပ်လို့မရတဲ့အတွက်ကိုယ့်ရဲ့ bank ထဲမှာပဲငွေတွေပိတ်မိနေတာတွေရှိမယ် အဲနောက်တစ်ခုကကြတော့ credit ကျွန်တော်တို့ပတ်စံသွားပြီးတော့ချီးလို့မရတဲ့အတွက်ကြောင့်မလို့လုပ်ငန်းတိုးချဲ့ဖို့အတွက်လည်းခက်ခဲနှောင့်နှေးနေကြတာရှိပဲ။အကယ်၍သာမိတ်ဆွေတို့ပိုင်ဆိုင်ထားတဲ့ crypto wallet ကနေပြီးအခုလိုမျိုးအတားအဆီးအနှောင့်အယှက်တွေဘာမှမရှိတော့ပဲနဲ့တကယ်ပါလုံးဝငွေကြေးစနစ်တွေကိုကျွန်တော်တို့တိုက်ရိုက်ဆက်သွယ်ခြင်းလား။ အဲ့ဒါဆိုရင်တော့ကျွန်တော်အခုပြပြမယ် crypto project လေးအကြောင်းပေါ့မိတ်ဆွေတို့ဆောင်းအောင်နားထောင်ပေးပါမိတ်ဆွေတို့အလွဲပြောင်းပြုမဲ့ငွေတွေဟာ centralized bank စနစ်တွေကနေမဟုတ်တော့ဘဲနဲ့ blockchain နည်းပညာကိုအသုံးပြုပြီးတော့ on chain data ဖြစ်ပြောင်းလဲပြီးတော့ transfer လုပ်ပေးမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒါဆိုရင်တော့အခုကျွန်တော် review လုပ်ပေးသွားမှာ Binance ရဲ့80ခုမြောက် launch pool project အသစ်အနေနဲ့တက်လာခဲ့တဲ့ Huma Finance အကြောင်းပဲဖြစ်ပါတယ်ယနေ့လက်ရှိကမ္ဘာကြီးမှာလူဦးရေ8.2ဘီလီယံရှိပါတယ် အဲ့ဒီရဲ့အဲမှာအသက်16နှစ်ပြည့်ပြီးတဲ့လူကြီးပေါင်းတိကျသမား6ဘီလီယံလောက်ကဘဏ်အကောင့်မရှိကြပါဘူးတဲ့ဒါတနည်းအားဖြင့်ပြောရရင်ကမ္ဘာလူဦးရေကြီးရဲ့၄ဘုံပုံရင်တဘုံအချိုးရှိနေတာပါဒါပေမဲ့ခင်ဗျားတို့ဒီလူတွေကိုဘဏ်အကောင့်မရှိဘူးဆိုပြီးတော့သွားပြီးအထင်သေးလို့တော့မရဘူးအဲ့ဒီတဲမှာဘဏ်အကောင့်မပိုင်ပေမဲ့ မီယိုဖလာချမ်းသာကျွယ်ဝလာတဲ့လူတွေအများကြီးရှိနေပါပါအဓိကနီးပညာနားမလဲတာဆက်သွယ်ရေးခက်ခဲတာအသက်အရွယ်ကြီးသွားတာဒါမှမဟုတ်လို့ရှိရင်လည်းဝေးလံခေါင်းတည်တဲ့ရက်ဒေတာတွေမှာနေထိုင်နေတဲ့လူတွေကဘန်းအကောင့်မရှိခြင်းလည်းဖြစ်နိုင်ပါတယ်နောက်ပြီးတော့အလုံးလုံးတဲ့လူတိုင်းဟာငွေငွေတစ်ခုတော့ရှိကြမှာပဲဗျပြဿနာတစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဝင်ငွေပြယုံနဲ့ဘန်းမှာတွားပြီးတော့ပတ်စံချီးလို့မရတာပါခင်ဗျားတို့မနေ့ပြန်ဘန်းအောင်တွားပြီးတော့ကျွန်တော်ကတော့ဒီလောက်လစာရတယ် နောက်လာအတွက်ကျွန်တော်ပတ်စံချိုးပြီးတော့ထုတ်ချီးကျင်တယ်လို့ပြောလို့ရှိရင်တော့ဘန်ဝန်နန်းနေရာခမရောက်ရေးကြမှာပဲဒီအတွက်ကြောင့်လဲ blockchain နယ်ပယ်ကနေ decentralized finance နည်းပညာအသုံးပြုပြီးတော့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လဲ defi နည်းပညာကိုအသုံးပြုပြီးတော့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ဆိုလို့ရှိရင်သူတို့စနစ်ကိုနိုင်ကဟိုပါပြဿနာပြန်ဖြစ်နေတယ်။အဓိကကဘာလဲဆိုလို့ရှိရင်တော့အသုံးပြုတဲ့လူတွေက crypto အကြောင်းနားလည်မယ်။လက်ထဲမှာ crypto ရှိနေမှာပဲအဆင်ပြေမှာပါ။ဒါဆိုရင် human finance ကိုမိတ်ဆက်ပေးပါမယ်။ DeFi protocol အမျိုးအစားတစ်ခုဖြစ်ပါတယ်။မိတ်ဆွေတို့ရရှိလာတဲ့ income ဝင်ငွေကိုကိုယ့်ရဲ့ပိုင်ဆိုင်မှု assets အနေနဲ့ပြောင်းလဲလို့ရတယ်လို့တို့ project ကဆိုထားပါတယ်။ကိုယ့်ရဲ့ salary လစာတွေ invoice တွေ client share ရမယ် credit တွေဒါတွေကိုကျွန်တော်တို့ပြပြီးတော့ human finance မှာအတိတ်ပဲရှိတဲ့အရာတစ်ခုခုဖန်တီးနိုင်ပါတယ်တဲ့။ဒီ model ကိုတော့ payment finance အတူတူအဖြစ် pay fine လို့ခေါ်ပါတယ် decentralized finance နည်းပညာနဲ့ကိုယ့်ရဲ့ရမယ့်လစာငွေ pay check နှစ်ခုကိုပေါင်းစပ်ထားတဲ့အရာတွေတူပါတယ်တဲ့ human finance ရဲ့စနစ်ကိုမမှန်ကန်ကန်လဲပတ်နိုင်ဖို့အတွက်ကဏ္ဍကြီး၄ခုနဲ့တိစောက်ထားပါတယ်နံပါတ်၁ကတော့ credit issuers ပါအကျွေးဘသူချိနိုင်မလဲယူနိုင်မလဲဆိုတာကိုသူတို့ကဆုံးဖြတ်ချက်ပေးပါတယ်နှစ်ကတော့ receivable originators ပါအနာဂတ်မှာကိုရလာမယ့်ဝင်ငွေကို token ဖြစ်နဲ့ပြောင်းလဲပေးပါတယ်သုံးကတော့ liquidity provider တွေပါငွေကြေးအထောက်ပံ့ပေးသူများလို့လည်းနားလည်လို့ရပါတယ် နောက်ဆုံးကတော့ borrowers ချင်းဝေရရှိသူတွေသို့မဟုတ် လုပ်ငန်းတွေစတွေကိုဆိုလိုပါတယ် smart contract တွေအလုံးလုံးနေတဲ့အတွက်လိန်လို့မရတော့ဘူးညာလို့မရတော့ဘူး24နိုင်ခုနှစ်ရက် traditional financial system တွေလိုမျိုးစနေတနေ့မှတွေပိတ်ရမရှိတော့ဘဲနဲ့တောက်လျှောက်အလုပ်လုပ်နေတော့မှာဖြစ်ပါတယ်ဒီစနစ်ကိုအသုံးပြုပြီးတော့ရရှိလာနိုင်မဲ့အကျိုးကျေးဇူးတွေကိုဥပမာအနေနဲ့ကျွန်တော်ပြောပြပါမယ်အာဖရိကတိုင်းကန်ညာနိုင်ငံမှာရှိတဲ့ကုန်တယ်တူလို့ဆိုပါတော့သူကငွေတောင်းခံလွာ invoice တွေလက်ထဲမှာကင်ထားတယ် ။ဒါပေမဲ့ငွေရလက်ထဲကိုရောက်မလာသေးဘူး။ငွေတောင်းခံလွာပဲရှိနေသေးတာပါ။အဲ့ဒီ invoice တွေကို Human Finance ကိုကျွန်တော်တို့ကတက်တေထောက်ထားပြပြီးတော့လုပ်ငန်းလေပတ်ဖို့အတွက်ငွေတွေဆက်ပြီးတော့လေပတ်နိုင်ပါတယ်။လက်ရှိလာတဲ့ငွေတွေကိုအသုံးပြုပြီးတော့အရင်ပစ္စည်းတွေပြန်ပြီးတော့ဝယ်မယ်။လုပ်ငန်းဆက်လက်ပြီးတော့လေပတ်နိုင်ပါမယ်။ဖိလစ်ပိုင်လူမျိုးနိုင်ငံရဲ့အခြားမှာသွားရောက်လုပ်ကင်နေတဲ့ရွှေပြောင်းလုပ်သားတို့ပါ။ Human Finance ကိုသူ့ရဲ့ရရှိလာမဲ့ income statement ကိုပြပြီးတော့နောက်လအတွက်ကြိုတင်ငွေထုတ်ချေးနိုင်ပါတယ်။အာဂျင်တီးနားအကြောင်းစရာတဝူပါသူ့ငွေပို့ငွေလဲလှုပ်ထားတဲ့ remittance transition တွေကို Human Finance ကိုပြပြီးတော့အတိုးနှုန်းနည်းနည်းနဲ့ငွေချီးယူနိုင်မှာဖြစ်ပါတယ်။ရှေ့ကကျွန်တော်ပေးသွားခဲ့တဲ့ဥမာ၃ခုက theory တသက်ပဲအစင်မဟုတ်တော့ပါဘူး။တကယ်လက်တွေ့ဘက်မှာ Human Finance ကနေပြီးတော့ဒီလို service တွေပေးနေပါပြီ။ ပြီးခဲ့တဲ့မေလ22ရက်နေ့မှာ Binance Launch 2အနေနဲ့သင်တို့ရဲ့80ခုမြောက် project အနေနဲ့ Yuma Finance ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ May 23ရက်နေ့25ဆွဆွပေါင်း3ရက် Farming လုပ်ဖို့အတွက်အချိန်ရပါတယ်။ BNB နဲ့ Farming လုပ်ရင်85ရာခိုင်နှုန်း FT USD နဲ့ Farming လုပ်လို့ရှိရင်900ရာခိုင်နှုန်းနဲ့ နောက်ဆုံး USDC ပူးနဲ့ farming လုပ်မယ်ဆိုလို့ရှိရင်ဆယ်ရာခိုင်နှုန်းအသေးသေးရရှိသွားမှာဖြစ်ပါတယ်။ token အမည်ကတော့ Huma ဖြစ်ပါတယ်။ Governance token အနေနဲ့အလုပ်လုပ်ပါတယ်။ဒီအပြင်မှာ protocol ရဲ့ ecosystem ကိုမောင်းနှင်နိုင်ဖို့အတွက် utility token ဖြစ်နေလဲအလုပ်လုပ်ပါတယ်။ project မှာလည်း downside တော့ရှိပါတယ်။ Huma ကနေပြီးတော့ပတ်စံရှိမယ်ဆိုလို့ရှိရင် လူတွေရလာတဲ့ income ကို verify data ဖြစ်မှရပါမယ်။အဓိပ္ပာယ်ကတော့ third party oracle နဲ့ API data တွေပေါ်မှာအများကြီးမိခိုနေရပါတယ်။ဒီကောင်းချက်ဆိုရရင်တော့ human finance ဆိုတာမိတ်ဆွေတို့ရရှိလာမယ့် future income တွေကို access အဖြစ်နဲ့ပြောင်းလဲပေးတဲ့ project ပါ။တန်းထောင်နဲ့ချီပြီးတော့ငွေကြေးစနစ်ဘဏ်စနစ်တွေနဲ့ပြတ်တောက်နေတဲ့လူတွေအတွက်လည်းဒီ project ကပေါင်းမှုတရအနာဂတ်မှာဖြစ်လာနိုင်ပါတယ်။ အခုကျွန်တော်တင်ဆက်ပြသပေးထားတဲ့ review လေးကိုမိတ်ဆွေတို့ကျေနပ်အားရမယ်လို့မျှော်လင့်ပါတယ်။ Video က educational purpose only ဖြစ်တဲ့အတွက်ယင်းမျိုးနံမှု decision ချတော့မယ်ဆိုလို့ရှိရင် DYO ကလူရော research လုပ်ပြီးတော့ bar software ချဖို့အတွက်အကြံပြုပါစေ။အားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။